ရွှင်ကျော်ဣษาတေယမဲဒီစီဂိုင်းတော်ဂိုင်းမြကြီးပညာအားခံယူထားကြသောပညာကြီးကိုမောင်နှမများနေတကားမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဝေမျှပေးသွားမယ့်အကြောင်းအရာလေးကတော့ဇေယနစီရေးသားပြုစုထားသောရွှင်ကျော်ဣษาတေယမဲဒီစီဂိုင်းတော်ဂိုင်းမြကြီးနဲ့ပတ်ဆိုင်သည့်ဘဟုတုတ္တစာစုများမှနံပါတ်45ကေတိမှကေဆေတိမှဆေဆိုတဲ့အကြောင်းအရာလေးကို ဝေးမြပြီးသွားမှာပဲဖြစ်ပါရခင်ဗျာကဲတင့်မှကဲဆဲတင့်မှဆဲတခါကအေဟာဝတီတိုင်းဒနုဗျူမြို့ကလေး၌တာရင်အမိရသောလူတယောက်ရှိခဲ့ဘူးလေ။တာရင်သည်စိုးဤမိုက်လက်ရဲစရဲရှိဤလက်ရင်ဤထိုခစ်ထိုခါကရံပွဲဟိဆိုလျင်တာရင်ပါမြဲဖြစ်ဤတာရင်သည်အရက်ကိုနှစ်သက်ဤနိနိညည ဆွဲမြဲစွာတောက်လေရှိ။ပင်ကိုဗီဇ၌ပင်ညင်ဆိုးရှိသောတာတွင်သည်အရက်မူးသည့်အခါပူ၍သွေးဆိုးတက်လေသည်။ထိုအရက်ဒေသ၌နေထိုင်သူများသည်တာတွင်နှင့်မတွေ့စေရန်ရှောင်ရှားကြ၏။မတက်သား၍ဆုံရသည့်တိုင်တာတွင်နှင့်ပြဿနာမဖြစ်စေရန်တတိထားကြလေ၏။တာတွင်နေနှင့် မနီမဝေး၌ရွှင်ကျော်ဆရာကြီးတူရှိလေ၏။ထိုဆရာကြီးသည်ရွှင်ကျော်အိဆာတေရ မိဒီစေကိုင်းတူရီသောဂိုင်းကျုပ်အဘဘိုးတော်ဟန်ဤသာဖြစ်၏နာယကကြီးဟုခေါ်ကြ၏အမိမာဆရာကြီးဦးဆန်သိန်းဖြစ်လေ၏ဆရာကြီးဦးဆန်သိန်းသည်ရွှေညော်ဣษาတေယမိဒီစေကိုင်းနာယကတပါလေဖြစ်လေ၏အစိုးရထက်တန်းကျောင်းဤကျောင်းအုပ်ကြီးလေဖြစ်၏ထို့ပြင်ဆရာကြီးသည်အနေအေး၏စကားနှဲ၏တိကျ၏သဘောထားပြေဝ၏ထို့အချက်များကြောင့်ဆရာကြီးအား လူတိုင်းလူလူလေးစားကြ၏ယူတည်ကြ၏အထူးသဖြင့်ဆရာကြီးចောင်းသားတူဖြစ်ခဲ့ဘူးသောတာထင်သည်ဆရာကြီးအားမိဘတပွဲချစ်၏လေးစား၏ယူတည်၏မိမြပင်မူးယူနေသည်ဖြစ်စေဆရာကြီးအားတွေ့လိုက်သည်နှင့်စက္ကနေထိုင်ချကာရှင်ခိုး၏မိသူနှင့်မိတို့ပင်ဒေါသထွက်ထွက်ဆရာကြီးရောက်လာလျင်ငြိမ်ကြသွား၏ဆရာကြီးသုတမြတာတင်ခံ၏ဆရာကြီးဆုံးမလျင်နားထောင်၏ ဒီမြို့ဒီရွာမှာတာရင်ကဘယ်သူကမှလူမထင်ဘူးတေဝန်တန့်ဝင်မှတာရင်နဲ့လာရှင်ဝွေမိုက်သွေးကြွားလေရှိသောတာရင်သည်ဆရာကြီးရှိမောင်းနိုင်မူမွေးစွဲကျိုးပမာ ယူကျိုးလျက်ရှိတလေ၏ဆရာကြီးသည်၎င်း၏ကြောင်းသားဟောင်းတူဖြစ်သောတာရင်အားလိန်မာစေခြင်း၏ကောင်းစေခြင်း၏လမ်းမှန်ပေါ်ရောက်စေခြင်း၏ထို့ကြောင့်ဆရာကြီးသည် တာရင်နှင့်တွေ့သည့်ဆုံသည့်အခါတိုင်းအရက်ဖြတ်ရန်ဒေါသမကြီးရန် ်လိမ်မာရင်ကြီးရန်အစဉ်သဖြင့်ဆုံးမလေးရှိ။ဆရာကြီးဆုံးမလျင်ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါဟုဆိုက နားထောင်တတ်၏။ဆရာကြီးမျက်ခွဲရောက်သည်နှင့်သာတင်သည်ချင်းရဆိုင်ကဆိုးမြဲဆိုးလေးရှိ။တနေ့တစ်နေ့ဆရာကြီးသည်၎င်းအိမ်နှင့်မနီမဝေးရှိဖျားစေရီတို့ပရိစေယံသွားလေ၏။ထို့အခါဖျားပရဝံအတွင်ဓမြစီလဲကကုသိုလ်ယူနေသောတာရင်အားအမှတ်မထင်တွေ့ရလေ၏ ်ဆရာကြီးသည်ဝမ်းသာအားရဖြင့်တဲဟုတ်ပါလားငါတပိဒီနေ့တော့မတောင်းမဆန်းနဲ့ကုသိုလ်ကောင်းမှုတွေ လုပ်နေတာပါလားမြင်ရတာစိတ်ချမ်းသာပါပြီဟု ဆိုလေ၏တာရင်သည်လဲလဲစတပြည့်စီအားချကဆရာကြီးအားလက်ဥချီ၍အယူအသေးပြုလေ၏နေ့တိုင်းတောက်နေရတော့လေတခါတလေမတောက်ဖဲနေကြည့်ရင်ကောင်းမယ်လို့တွေးမိတာနဲ့ဒီနေ့မိုးလင်းကလေးကမတောက်တာပါဆရာကြီးဟုတာရင်မှရှင်းပြလေ၏ဆရာကြီးသည်တာရင်အားကျင်းနဲ့ဆွာကြည့်လျက် အခုလိုမျိုးနေ့စဉ်နေ့တိုင်းမတော့မဆားနဲ့နေမယ်ဆိုရင်ငါတပည့်ဟာလူကောင်းဖြစ်ပြီပေါ့လိမ္မာဇမ်းမှာတာရင်ဆရာကြီးမင်းကိုအခုလိုပဲအမြဲမြင်နေမှာတဲ့တာဟုဆုံးမကပရိစယံထွက်ခွာသွားလေ၏နောက်ရက်များ၌လဲဆရာကြီးသည်ပရိစယံသွားသည့်အခါတိုင်းဖျားပရဝံအတွင်အမျက်စီလဲနေသောတာရင်အားတွေ့ရလေ၏ဤသို့ဖြင့်မတော်မဆားဖြင့်ကုသိုလ်ယူနေသောတာရင်အား၅ရက်တိုင်တိုင်း တွေ့ရသည့်အခါမှာဆရာကြီးမှငါတပည့်ရေအခုလိုငါတပည့်ကအရက်သေးစားမတော့မစားနဲ့ငါရဲ့ရှိပြီဆရာကြီးအနေနဲ့စဉ်းစားမိတာကငါတပည့်ကိုဆရာကြီးရဲ့ရွှေညောပညာကိုပြီးမယ်ကွာပညာယူပြီးတစ္ဆာထိမ့်မယ်ဆိုရင်ငါတပည့်အရက်သမားဘဝကကျွတ်ပြီးလွတ်ပြီးပေါ့ဆရာကြီးစကားကိုနားထောင်စေခြင်းနဲ့ကွယ်ဟုပြောလေ၏ဆရာကြီးစကားအားကြားရလျင်တာရင်သည်တွေ့ကနေဖြစ်သွား၏ ်ခေါင်းမငိမ့်ခေါင်းမခါဖြင့်တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေ၏ဆရာကြီးသည်တပည့်ဖြစ်သူအားကောင်းစေခြင်းသောစေတနာဖြင့်ကဲလာစမ်းမှသားရဲ့ငါစိတ်ချမ်းသာအောင်အခုပဲလိုက်ခဲ့တော်ဟုပြောဆိုကားတာရင်အား၎င်း၏အိမ်သို့တဘာရီခေါ်သွားလေရဲ့အရက်သေးစားမှုရဲ့စေဝါမှန်သမျှမတောင်းမစားပါသူတဘာတောင်းမရအောင်ကိုရိကာယခိုးယူပေါင်းသိခြင်းမပြုပါအမဲသာကျွဲသာနွားသာကိုတိလျက်ဖြင့်မစားပါဟုသောတစ္ဆာသုံးချက်အား ဆိုစီကရွှေညောပညာ၃ဇင်ချီးမြှင့်ပေးလိုက်လေ၏ပညာခံယူပြီးနောက်တာရင်သည်များစွာပြောင်းလဲသွား၏ဆရာကြီးထံသို့နေ့စဉ်လာ၏အဆုံးအမခံယူ၏ဆရာကြီးအားခြေစုပ်လက်နှင့်ပြုစု၏ဆရာကြီးသောမကပဝင်းကြီးရှိလူအလုံးသည်တာရင်အတွက်ပီတိဖြစ်ကြရလေ၏ဤသို့ဖြင့်နှင့်အနေငယ်များအကြာတွင်လမ်းမွန်၌မူရစ်ကအော်ဟစ်ဆဲဆူနေသောတာရင်အားစိတ်မချမ်းမရေပွေ တွေးကြရပြန်၏ဆရာကြီးသည်မြမပြည့်နှံပြားသို့ဒိုင်းတော်တာဝန်ဖြင့်ခရီးသွားရလေရှိရာဆရာကြီးမရှိသည့်အချိန်တွင်တာတင်ဖောက်သွားခြင်းဖြစ်၏တောက်စားမူရကပညာပြတ်သွားခြင်းဖြစ်၏ရသရဘတ်စူဘူးကျင်းမောင်းလေ၏ပြောဆိုဆုံးမလေ၏တာတင်သည် နောင်တရလျက်ဆရာကြီးအားဒုဖက်ကတောင်းပန်၏နောင်တော်ဤသို့မဖြစ်စေရပါဟု အချိန်ချင်းကတိပေး၏တပည့်ဟူသောတန်ရုံးစဉ်လမ်းမပေါ်သို့ ပြန်မရောက်စီခြင်းသောစိတ်စီရင်သာဖြင့်ဆရာကြီးသည်တာထင်အားဒုတိယအကျင့်အဖြစ်ချွေညောပညာပေးခဲ့လေ၏မူလဗီဇအရညင်စိုးရှိခဲ့သောတာထင်သည်ဆရာကောင်းဆရာမြတ်နှင့် တွေ့ရသည့်တိုင်မိမိအတွက်အကျိုးရှိအောင်ပြုနိုင်စွမ်းမရှိပေဒုတိယအကျင့်တစ္ဆာဖောက်ပြန်၏ဒုတိယအကျင့်ပညာပြတ်ပြန်လေ၏ဆရာကြီးသည်တာထင်အပေါ်တန်ရုံးစဉ်မပြတ်တော့လေမိုက်မဲလွန်းသည့်တပီအားနောင်ကျင်စေရန် ပစ်ထားလိုက်လေ၏တာတင်ကမူမြဲမူ၏စိုးမြဲစိုးကလေလွင့်နေလေတော်၏နှစ်အတန်းကြာလွန်မြောက်ပြီးနောက်တာတင်သည် အသက်အရွယ်ရလာခဲ့ပြီဖြစ်၏ဥတာတင်ဟု ခေါ်ရမည်အရွယ်သို့ရောက်လာ၏တနေ့တစ်နေ့ဆရာကြီးသည်၎င်း၏အိမ်သို့ ရောက်လာကြသောတပည့်များအားတိတ်တိတ်စမားများထိုးပေးနေလေ၏ထိုအချိန်တွင်တာရင်သည်ကတော်ဝဲအားကောင်းတွင်ရက်ကဆရာကြီးထံရောက်လာလေ၏ထို့နောက်တာရင်သည် ဆရာကြီးဦးဆန်းသင်ယာတောင်းပန်ပွဲဖြင့်တောင်းပန်ဤ၎င်း၏အပြစ်ကိုဝန်ခံဤ၎င်းနေဖြင့်နောင်နာကြီးစွာရပြီဖြစ်၍ရွှေညောပညာအားထက်မှန်ပေးပါယံအတနာခံလေ၏ဆရာကြီးသည်တာတင်ဤအသက်အရွယ်အရအမှန်မင်းနောင်တာတရားရရှာပြီဟုယူဆလေ၏တပည့်အပေါ်ကြီးမားသည့်တန်ရောစဉ်ရှိသည်ဖြစ်ရာဖခင်ဖြစ်သူဂိုင်းတော်ကျုပ်အဘဘိုးတော်ဟံအားယူသည်စွာ တောင်းပန်ခွင့်တောင်းပြီးနောက်တတိယအကြိမ်နှင့်နောက်ဆုံးအကြိမ်ဖြင့် ညာထက်မှန်ပေးအပ်ခဲ့လေ၏မူလအချင်းပညာယူစဉ်ကသစ္စာဖောက်ပြက်ခဲ့လင်သစ္စာဆိုပေးခဲ့တော်လေသစ္စာချင်းချင်းဖောက်ပြက်ခဲ့သူဖြစ်ခြင်းကြောင့်နောက်နောက်ထက်မှန်၍သစ္စာမဖောက်ဝင်စေရန်သဘောဖြင့်သစ္စာဖောက်ပြက်ခဲ့သည်ရှိသောသွေးပုပ်ပွက်အံ၍တည်ရပါစေသာဟုသစ္စာပြုခိုင်းရတော်၏ဆရာဖြစ်သူ၏မေတ္တာစေရနာစေတော်၏တိတ်ထိအစွမ်းတို့နှင့်မထိုက်တန်လေသောဥဒါရင်သည်လအနေငယ်ကြာ၌အရက်တော်လျက် ်သစ္စာပြည့်ပြန်တော်၏မင်းလောင်မိုက်တဲ့ကောင်ငါဖေပညာနဲ့မတန်ဘူးနောက်ဘယ်တော့မှငါစီမလာနဲ့ဟူသောဇကာအခက်ပြက်ပြက်မိတ်ဆိုကဆရာကြီးဥဆန်သိန်းသည်ဥတာတင်အားဥပစ်ခါပြုတ်လိုက်လေတော်၏ထိုည၌မိုးသည်တဲထန်စွာရွာသွန်းနေ၏ဓနုပြုမြို့တစ်မြို့လုံးနီးပါးသည်မိုးအေးအေးဖြင့်အိယာဝင်ကြပြီဖြစ်၏ထိုချိန်တွင်ဆရာကြီးဥဆန်သိန်း၏နေအရှိတကားဝစီမှ ဆရာကြီးကြီးဆရာကြီးကြီးဟု၍ကျေလောင်သောအော်ခေါ်လိုက်တန်အားကြားရလေ၏။ဒဲထန်စွာရွာသွန်းနေသောမိုးတံများကြောင့်မိသူမိဝါမှအော်ခေါ်နေကြောင်းမှန်းဆ၍မရပေ။စက္ကန့်ပိုင်းများကြာပြီးနောက်ဆရာကြီးဆရာကြီးကြီးကျွန်တော်တာတယ်မှာဆရာကြီးကျွန်တော်ကိုဝင်ခွင့်ပြုပါအောင်ဟုထမှန်အော်ဟစ်တန်ကြောင့်ဥတာရင်အော်နေခြင်းဖြစ်ကြောင်းသိလိုက်ရလေ၏။တာရင်တယောက်မူမူယူယူနဲ့အချိန်မတော်အင်းရှိလာအော်နေတာပဲ။ပြစ်ချလိုက် ဘယ်သူမှတကားဖွင့်မပေးနဲ့ဟုဆရာကြီးမှပြောလိုက်ခြင်းကြောင့်ညီသူမြတကားဖွင့်မပေးဝင်တော့ပေကဲပါအောင်ဆရာကြီးရဲ့ကျွန်တော်ကိုကဲပါအောင်ဟုဥတာထဲမှဆက်လက်အော်ဟစ်ပြန်၏ကျွန်တော်တည်ရပါတော့မယ်ဆရာကြီးရဲ့ကျွန်တော်ကိုကဲပါကျွန်တော်ကိုကဲပါကျွန်တော်ကိုကဲပါဆရာကြီးရဲ့ဟု၍ငူတန်ကြီးဖြင့်အော်ဟစ်ကတကားချမ်းများတဝုံဝုံတအုံးအုံးမြီအောင်ရိုက်ထူနေတော်၏ဥတာထဲမှဆက်ကဆက်ကအော်ဟစ်ငူကျွေးနေခြင်းကြောင့် ရာကြီးကတော့ဒီဥသာရင်အားတားမြင်ရန်တကားချက်အားဟ၍ဖွင့်ပေးလိုက်၏ထိုကဥသာရင်သည်ဟထားသောတကားဝမှအတင်းတို့ကအိမ်ထဲသို့ဝင်လာလေ၏ဆရာကြီးကတော့တားမြင်နေသည့်ကြားမှဆရာကြီးဥဆန်သိန်းရှိရာအရင်ပေါ်တက်သူတကြီးတရင်ဖြင့်ပြီးတက်သွားလေ၏ဥသာရင် တကုတ်လုံးသည် မိုးရင်များဖြင့်ရွှဲရွှဲဆိုနေ၏အရက်တောက်ထားသဖြင့်မျက်လုံးများသည့်ဤရဲကရီဝေနေ၏ အယက်နန်းတို့သည်ထောင်းထောင်းထနန်းစော်နေလေ၏ဆရာကြီးသည်တပိဖြစ်သူအားကြည့်လျက်စိတ်မချမ်းမသာ ဖြစ်ရလေ၏ဆရာကြီးဆရာကြီးကျွန်တော်သိရတော့မယ်ထင်တယ်ကျွန်တော်သိရတော့မယ်ထင်ပါရဲ့ဆရာကြီးရဲ့ဟု၍ပြောကာဥတာရင်သည်တဟီဟီငိုချလေ၏ထို့သောငိုရင်းဖြင့်၎င်း၏ဗဇတ်မှသွေးများအန်ကျလာသည်အားဆရာကြီးတွေ့လိုက်ရရာပို၍စိတ်မကောင်းဖြစ်ရလေ၏ညာကြီးအချိန်မတော်ပါလားတာရင် ကျမ်းမာရေးမကောင်းရင်လဲစီးရုံစီကံသွားပေါ့ကွာမင်းလုံးပုံကငါ့ကိုတက်တက်လာပြီးဒုက္ခပေးနေတယ်လို့ဖြစ်မနေဘူးလားဒီကအဖို့တယောက်ထည့်ပေးလိုက်မယ်ဟုတ်ပြီလားဟုဆရာကြီးမှပြောရာဥသာရင်ဒီလကောင်းရင်ကောင်းဟာတက်သွင်းသွင်းခါလည်းရဲ့မရတော့ဘူးဆရာကြီးမရတော့ဘူးကျွန်တော်သေးရတော့မှကျွန်တော်သေးတော့မှကျွန်တော်ကိုပညာပေးပါကျွန်တော်ကိုပညာပြန်ပေးပါဆရာကြီးရဲ့ဟုငိုယူပြောဆိုကရွှေညောပညာထမှန်ပေးပါယံတရဇတ်တောင်းဆိုလေဤ သွေးများသည်ဥတာရင်ပါဇက်မှပူရိပ်ပူ၍အံထွက်လာ၏ဆရာကြီးမှဤကဲ့သို့အရက်သေးစားတောက်စားထားခြင်းမျိုး၌ပညာပေး၍မရကြောင်းရှင်းပြ၏လုံးချိန်သုံးကားပညာပေးပြီးဖြစ်၍ထက်မှန်၍ပညာမပေးလိုကြောင်းပြောပြ၏ဆရာကြီးမှမြင်းမြပင်ဖြောင်းပြဖြောင်းပြပညာပြန်ပေးရန်ကိုသာဥတာရင်သည်မယမနာပူဇော်နေတော်၏ဆရာကြီးသည်တပြင်းသာချလိုက်ပြီးနောက်ဥတာရင်၏လက်ဝန်းနှစ်ဖက်အားဆွဲယူကား ကျွန်ုပ်ပေးသည့်ကိုးစဉ်ပညာတည်စေဟုဆိုလျက်လက်ဝါးရိုက်၍ပညာပေးလိုက်လေ၏ဥဒါရင်သည်ဝန်တာစိတ်ကြောင့်ကတုံငရင်ဖြစ်ကဆရာကြီးအားအချိန်ချင်းဥချကတော့ပြီးနောက်အိမ်မော်မရုတ်တရက်စင်းငါထွက်သွားလေ၏နောက်တဲ့နေ့နဲ့နဲ့တွင်ဥဒါရင်သည်ဆရာကြီးအိမ်မှပြန်လာပြီးနိုင်ပိုင်းအကြာတွင်ကွယ်လွန်သွားခဲ့ကြောင်းသိရလေ၏ဆရာကြီးသည်တပည့်ရင်တယောက်နှင့်အတူအနားယူအိတ်ဆက်နေ၏အိမ်မော်ကြားစအချိန်တွင် ဆရာကြီးနဘေးမှာ ခပ်ပြင်းပြင်းအသက်ရှူနေသံအားကြားလိုက်ရ၏ရင်းထန်သောအသက်ရှူဆိုင်နေသော အသက်ရှူသံကြီးကြောင့်ဆရာကြီးသည် နိုးလာ၏တို့အခါလွန်စွာဆိုးရွားသော အပုန်နှံသည်ဆရာကြီးနှခေါင်းဝသို့တိုးဝင်လာလေ၏အပုန်နှံလာရသောခေါင်းငယ်၍ကြည့်လိုက်ရာမျက်လုံးအပြူသောဖြင့်၎င်းအားစိုက်ကြည့်နေသောဥတာရင်အားတွေ့ရလေ၏တေဆုံးကွယ်လွန်ခဲ့ပြီးဖြစ်သောဥတာရင်အား ရုတ်တရက်တွေးလိုက်ရသဖြင့်ဆရာကြီးသည်အံ့ဩသွား၏မလမကန်း၌အိတ်နေသော၎င်း၏တပည့်ကြီးအားလက်ကုပ်၏နှိုးလိုက်ပြီးနောက်ဥဒါရင်ရှိရာဘက်သို့လက်ညှိုးထိုးပြရာဘေးတစ်ဖက်ဆောင်းလဲလျက်မျက်လုံးပြူးသားဖြင့်စိုက်ကြည့်နေသောဥဒါရင်အားထိတ်လန့်ဝဲ တွေးလိုက်ရလေ၏မကြွမလော့ဖြစ်နေချသည့်တပည့်ဖြစ်သူအားဆရာကြီးသည်မြစ်တာပို့၏အမြာတန်ပေးဝေ၏လူရာကျွရသို့သွားရန်ချောင်းပြ၏ဥဒါရင်သည်ပျောက်ကွယ်သွားခြင်းမရှိ မျက်လုံးအပြူးသားဖြင့်ကြည်မြင်ကြည်နေ၏အကုန်နံသည် မခံမရနိုင်အောင်နံနေသည့်အတွက်ဆရာကြီးသည် ဆောင်းကောင်းမြီးခြုံကအိတ်ဖို့ကြိုးစား၏ဥသာရင်သည်ဆရာကြီးအနားသို့တိုးကပ်လာ၏အသားချင်းထိမတက်တိုးကပ်လာ၏ဤသို့ဖြင့်ဥသာရင်သည်ညစဉ်ညဆက်ဆရာကြီးအားကိုတင်ပြကာနှောက်ရှက်လေ၏မြည်တို့အမျှဝေဝေမြည်တို့မြစ်တာပုတ်ပုတ်ပျောက်ကွယ်သွားခြင်းမရှိ၆မြဲ၆နေလီတော့၏ဆရာကြီးရေရင်ဝင်လင်း ရေရင်ကမုတ်ပေါ်၌ဥဒါရင်သည်ကြိုရောက်လျက်တဟဲဟဲရေပြနေတတ်၏။ကျဲနေငယ်ကြသည့်တိုင်နှောက်ရှက်မှုကြောင့်ဆရာကြီးသည်စိတ်တို့စပြူလာလေ၏။တန်ရောစဉ်ကြည်ရသောတပိဖြစ်သည်ဖြင့်ပြင်းထန်သောနှင်းနီးများဖြင့် မှနှင်းရက်ချေဥဒါရင်သည်ပူ၍ပူ၍ဆိုးရွားလာ၏။ပူ၍ပူ၍ခြောက်လန့်လာ၏။နောက်ဆုံးတွင်ဆရာကြီးသည် စီမီအလင်း၌အမွေးတိုင်များကတ်လို၍အဘဘိုးတော်ဟံအားပင့်ဖိတ်ရလေ၏။ ်ထို့သောပြိဖိတ်နေစဉ်၌ပင်ဥတာရင်အသက်ရှူတန်ကြီးအားကြောပတ်မှကြားနေရ၏ဖိဖိတားယူသေးစွာရှောက်တင်ပါတယ်တားရဲ့တပည့်တားရင်ဟာတားကိုအိတ်မရအောင်ခြောက်လန့်နေတာရက်တော်ကြပါပြီအမိတ်ခက်ပြင်းပြင်းပြန်ပြီးနှင်းထုတ်ရင်တပည့်ဖြစ်သူနာကျင်ထိခိုက်မှာတားဆိုးရင်လို့မလုပ်ရက်ပါဘူးဖိဖိတံအပ်ပါတယ်တားရင်တားမြီမှဖယ်ရှားပေးပါခမရဟု၍တိုင်တေအနှံလိုက်၏ထို့သောအနှံလိုက်သည့်အခိုက်မှာပင် ဥဒါရင်အသက်ရှူသန်သည်ရုတ်ချီပျောက်ကွယ်သွား၏ထောင်းထောင်းထနေသောအပုပ်နှံ့သည်ပြန့်လွင့်သွား၏ဆရာကောင်းဆရာမြတ်နှင့်တွေ့ရကြုံရစီးပူးခွင့်ရခဲ့ပါလေအကျင့်သီလဆရဏမရှိသစ္စာအကျဉ်းချင်းဖောက်ဖျက်ခဲ့သောဥဒါရင်သည်ဤနီးဤပုံဖြင့်ဘဝသတိန်မလာခင်တရေတစီဘဝဖြင့်ချုပ်ငင်းကြရရှာတော်၏ဤစာစုဖြင့်နာယကကြီးဆရာကြီးဥဆန်သိန်းအားယူသေးလေးစားစွာရှင်ခိုးကြတော်ပါ၏ ါကတော့ဆရာနှစေးရေးသားပြုစုထားသော ရွှေညောအိသာတရားမိတ်တီဈေးကိုင်းတော်ဂိုင်းမြတ်ကြီးနှင့်သက်ဆိုင်သည့်ဘဟုတုဒ္ဒစာသူများမှနံပါတ်45ကဲတင့်မှကဲဆယ်တင့်မှဆဲဆိုတဲ့အကြောင်းအရာလေးကိုဝေမျှပေးခဲ့တာပဲဖြစ်ပါရယ်ခမညာ